မင်္ဂလာပါရှင်ရေဝံကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကမ်ဘလူမာခင်ဥပတ်ကိုစစ်ကြောင်းထုတ်လာတဲ့အင်အားတရာကျော်ပါတမ33ခုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြတ်ပြီးရောစစ်ကြောင်းပါဝင်စစ်သား50ဦးထိဆောင်စစ်တုံးမှ15ဦးနဲ့လက်နက်ခဲများရရှိဇကိုင်းတိုင်းကမ်ဘလူမြို့နယ်ကနေခင်ဥပတ်ကိုစစ်ကြောင်းထုတ်လာအင်အားတရာကျော်ပါတမ33တပ်တွေကိုတိုက်ခိုက်ရာစစ်ကြောင်းစုဖွဲ့မှုပြတ်ပြီးစစ်ကြောင်းမှုပါစစ်သား50ဦးထိဆောင်ပြီးစစ်တုံးမှ15ဦးနဲ့လက်နက်ခဲများရရှိခဲ့ကြောင်းဇကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့တော်လိုင်းသတင်းမြစ်ကပြောတယ်။ နိုဝင်ဘာလ၁၂ရက်နေ့မနက်၈:၅၀မိနစ်ချိန်ကမ်ပလူမြို့နယ်ဝတ်တုံးကျားစစ်တပ်ထိုင်းစခန်ကနေခင်ဦးမြို့နယ်ဘက်ကိုအင်အားတရနှောင်းနဲ့စစ်ကြောင်းထိုးလိုက်တမ33လောက်ခန့်ခါလာတရတစ်သုံးလုံးစစ်ကြောင်းကိုကမ်ပလူမြို့နယ်ရင်တရွာအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာမနက်၇:၄၅မိနစ်ချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်ကစစ်ကြောင်းမှုပါဝင်50ဦးသေဆုံးကြောင်းစစ်တုံးမှ၅၅ကိုလက်နက်ကင်များနဲ့ဒုဖန်စီရရှိကြောင်းသိရတယ်။တိုက်ပွဲမှာစစ်ကြောင်းမှုငယ်ရောက်သွားတဲ့တချို့တဝက်ခုစစ်ခွေးတွေကတော့ ဝတ်တိုးခွေးထိုင်တဲ့ပြန်ဝင်သွားတယ်။နောက်မှခါကနေတက်လာတဲ့ဂျိုင်ယွန်ကော်ပတာသုံးစီးအားခေယွန်ကမ်ဘလူနဲ့ဆက်မှာနှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ပြီးပြန်ကောက်သွားပါတယ်။ဒီကိမ်ရှိလို့တော်လိုင်းသတင်းမြစ်ကပြောတယ်။အဆိုပါတိုက်ပွဲမှာကမ်ဘလူခိုင်ဘက်ကပါကဘိုးတိုက်နယ်ဘက်ကပါကြောက်တိုက်ဘက်ကပါရေဦးမြို့နယ်လက်ယုံဘက်ကပါခေယွန်ဘက်ကပါ PDF ပါလာပါစုဖွဲ့တက်ခဲတို့ပါဝင်တိုက်ခိုက်ခဲ့တယ်။ဇကိုင်းနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကပါရဲ့ကနအုပ်တိုက်ပွဲ သတင်းထုတ်ပြန်ကြမှာလဲကမ်ဘလူခရိုင်ရွှေဘိုခရိုင်နေမှာစစ်ကြောင်းတို့ပြီးတံပတ်လောရက်တွေလှောက်ဆောင်နေတဲ့စစ်တပ်စစ်ကြောင်းကိုယနေ့မှာကမ်ဘလူခရိုင်ပတ်ကပါအထုလှရှာတန်ရင်ရုံမြို့နယ်ပတ်ကပါတူဝင်အဖွဲ့ရွှေဘိုခရိုင်မတ်တုံတန်ရင်ခင်ဦးအမတ်25တန်ရင်တန်စင်တော်လိုင်းအရာတွေကကြားပြတိုက်ခိုင်ရစစ်တပ်ကဒိနာပြီးစစ်တုံးမတ်နဲ့လက်နက်ကန်တွေသိမ်းဆီရှိခဲ့ကြောင်းထုတ်ပြန်နေဆက်လက်ပြီးစစ်အုပ်စုပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲမှာပါဝင်သူတွေကိုရေးရွံမွန်ပြဖက်ဒရယ်ကောင်စီကနေဥပဒေနဲ့လုံထုံးလုံးကြီးရေးဆွဲနေဥစုအကြပ်ဖက်စစ်အုပ်စုပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲမှာပါဝင်သူတွေကိုရေးရွံနေဥပဒေနဲ့ လုံထုံးလုံနေရေးဆွဲနေကြောင်း Mon State Federal Council MFC မှာပြောရေးဆိုခွင့်ရှိသူတောက်ကပြောတယ်နိုဝင်ဘာလတော်နေ့မှာမွန်ပြည်ဖက်ဒရယ်ကောင်စီကဂျပန်စစ်တပ်ပြုလုပ်ခြင်းပါမဲ့တရားမဝင်တွေ့အောင်ရွေးကောက်ပွဲပေါ်မူဝါဒရည်တည်ချက်စာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရတယ်။အဆိုပါမူဝါဒရည်တည်ချက်စာတမ်းမှာမွန်ပြည်ဖက်ဒရယ်ကောင်စီနေပြင်ဂျပန်စစ်တပ်နဲ့စစ်ကောင်စီကော်မရှင်ကိုဂျပန်စီအုပ်စုမှတ်ယူမိဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့ပြုလုပ်မယ့်ရွေးကောက်ပွဲကဖက်စစ်လူရေးပွဲအမည်တွင်နေဖြစ်ကြောင်းပြောဆိုတယ်။ ထို့ပြင်ဂျက်ဖက်စယုစုပြုလုပ်မဲ့ရွေးကောက်ပွဲကတွေ့အောင်ရွေးကောက်ပွဲသာဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံအုပ်စုစုံပြုရန်လက်နက်ကင်လူတက်လိုင်စင်ရရွေးဆရာနာရှင်စနစ်တီမြန်ရွေးပြီးကျင်းပရွေးကောက်ပွဲသာဖြစ်ကြောင်းမွန်ပြည်ဘက်ရဲကောင်စီနေဖြင့်စစ်ကောင်စီမှပြုလုပ်မဲ့တရားမဝင်တွေ့အောင်ရွေးကောက်ပွဲကိုရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နဲ့ရွေးကောက်ပွဲလွန်ကာလသုံးပါးစလုံးမှဆန့်ကျင်သွားဖြစ်ကြောင်းထုတ်ပြန်ကြမှာတည်လင်းပေါ်ပြရတယ်။ ပြည်သူများအနေဖြင့်လည်းဂျပန်ဇေယျဆွေတွေ့ရောင်ရွေးကောက်ပွဲကိုကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရှင်ပြားရွေးကန်ခြင်းမိမိအတွက်ဖြစ်စေစုဖွဲ့တကူကူဖြစ်စေပုဂ္ဂိုလ်တဦးအတွက်ဖြစ်စေမဲဆက်စီအောင်မှုပြုခြင်းမဲဆက်စီအောင်မှုပြုသူကိုကိုကြီးပန်ပိုးခြင်းတို့အပါအဝင်အဆိုပါတွေ့ရောင်ရွေးကောက်ပွဲထားမြောက်စေရန်တိုင်းဖြစ်စေထွေဝါရဖြစ်စေတနည်းနည်းဖြင့်ပောင်းပတ်သက်မှုပြုခြင်းပန်ပိုးကူညီမှုပြုခြင်းအားပေးခြင်းတွေမပြုလုပ်ရန်နဲ့ထို့သောပြုလုပ်ပါကမွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့လှုပ်ထုံးလို့နေနေညီအယူအဆအသမိဖြစ်ကြောင်းမွန်စိတ်ဖက်ဒရယ်ကွန်ဆိုး MFC မှာပြောရေးဆောင်ခွင့်ရှိသူကဆက်လက်ပြောဆိုရယ် ဆက်လက်ပြီးကံဘလူမျိုးနယ်ပံပွေးကုံရွာနီတက်ဆွဲတဲ့စစ်တပ်ကလုံခြုံရေးအကြောင်းပြပြည်သူတွေကိုတုံးရက်တွင်ရွာလုံးကျပြောင်းရွှေ့ခိုင်းနေပဲခိုးတိုင်းမင်းလောင်မြို့နယ်ပံပွေးကုံရွာနီတက်ဆွဲတဲ့ဂျပန်စစ်တပ်ကလုံခြုံရေးအကြောင်းပြပြီးပြည်သူတွေကိုတုံးရက်တွင်ရွာလုံးကျပြောင်းရွှေ့ခိုင်းတာကြောင့်ဒေသဖြစ်သူကပြောတယ်နိုဝင်ဘာလ10ရက်နေ့ကစပြီးဂျပန်စစ်တပ်ကမင်းလာမြို့နယ်ပိုင်းပကုံးရွမအတွင်းရှိပန်ဝေးကုန်းရွာမှာပြည်သူတွေကိုအဂျပန်စစ်တပ်က3ရက်တွင်ရွာလုံးကျပြောင်းရွှေ့ခိုင်းတာခြင်းဖြစ်ပါတယ် ထို့ဗန်ဝေးကုန်းရနီမှာလည်းဂျပန်စစ်တပ်ကတက်ဆွဲထားပြီး၎င်းတို့ကိုတော်လိုက်တပ်ဖွဲ့ကကျေးရွာတွင်မှလောက်တိုက်ခိုက်မှုကိုစိုးရိမ်တာကြောင့်ပြန်ရွှေ့ခိုင်းခြင်းဖြစ်တယ်။အဆိုပါဗန်ဝေးကုန်းရကပကောရုံမှတွင်ရှိကျေးရွာဖြစ်ပြီးဂျပန်စစ်တပ်ကကျေးရွာနီတက်ဆွဲထားရုံမှတွင်စစ်ကြောင်းထိုးခြင်းနဲ့လှုံ့ဆောင်နေတယ်။ထို့ပြင်2025ခုနှစ်မေလပိုင်းကလည်းမေလမြို့နယ်ပိုင်းပကောရုံမှတွင်အင်အားတရာခန့်နဲ့စစ်ကြောင်းထိုးလိုက်ဂျပန်စစ်တပ်ကစစ်သားနောက်ကဗန်ဝေးကုန်းရနီရှိမောက်ကဆဲမှာမူယူတောက်စားပြီးရေစင်းကျွာမှာစစ်သားတောင်မွေးကိုက်ခံပြီးတိုက်စုံကကြံတဲ့ဟုတ်ကယင်းနှစ်တိုက်စုံခဲ့ကြောင်းသိရတယ်။ ဆက်လက်ပြီးတိုင်းစစ်သားတွေပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားရဲ့တပ်ငောင်းတရားရှိပြီးနေဆက်ရည်တင်ပါနေ။နိုဝင်ဘာလ10ရက်နေ့ဒေသစံတော်ချိန်ညနေ4နာရီခန့်မှာတိုင်းစစ်သားတွေကမ္ဘောဒီးယားနိုင်ငံထဲကိုဝင်ရောက်ပြစ်ခတ်မှုကြောင့်အရတငောင်းတရားရှိသွားကြောင့်ကမ္ဘောဒီးယားမီဒီယာတွေကဖော်ပြတယ်။တိုင်းကမ္ဘောဒီးယားနယ်စပ်ဗန်ဒီမီတိုင်းပြည်နယ်အိုချာရော့ဘရိုင်း ။ OPDAN အုပ်စုမှပရိချန်ကျောက်ကိုတိုင်းစစ်တိုင်းဝင်ရောက်လာပြီး rifle တနက်တည်းနဲ့ရဲသားတွေကိုပစ်ခတ်ခဲ့တယ်။ပရိချန်ကျောက်မှာရဲသားငါးဦးမှတနက်တည်းအရရှိသွားကြောင်းဗန်ဒမီတိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Onra Trima တီးပြပြောကြားတယ်။ကမ္ဘောဒီးယားထိုင်းနယ်စပ်စစ်ကပ်ပြည်နယ်မှာနိုဝင်ဘာလ10ရက်နေ့ပိုင်းကကင်းလယ်နယ်တိုင်းစစ်သားလေးကိုကမ္ဘောဒီးယားထူထောင်ထားမြေမြုပ်မိုင်းနှင်မိပြီးထိခိုက်ဒဏ်ရာရရှိသွားပြီးနေဆက်အိမ်မှာပြန်လည်တင်မာလာခြင်းဖြစ်တယ်။နေမြင့်ငင်းပွားနယ်စပ်ဒေသမှာကမ္ဘောဒီးယားစစ်တပ်ကမြေမြုပ်မိုင်းတည်ထောင်တာကြောင့်ငင်းချိုင်းသဘောတူညီချက်မှာပြည့်ပြဲသွားပြီးထိုင်းဝန်ကြီးချုပ်ကပြောကြားတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားမှာနေဆက်ဒေသမှာပြန်လည်ပြစ်ခတ်မှုတွေနဲ့ထိခိုက်ဒေဆုံမှုရှိကစီးရင်ပြန်လည်တင်းမာနေခြင်းဖြစ်ပါတယ်။အော်တိုဘလောက်ကအရှိတအောင်အာရှနိုင်ငံများအသင်းထိပ်တည်စည်းဝေးတွင်ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကနေဆက်အငင်းပွားမှုဆိုင်ရာပြည်ပကားသဘောတူညီချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရှေ့မှာလက်မှတ်ရေးထိုးခဲ့ကြတယ်။ဆက်လက်ပြီးရွှေဘိုတောင်ဘက်ကစီးအုပ်စုစကန်ချထားတဲ့ရွာကိုစီးနေစစ်သားတွေထိနာပြီးတွေ့ပြေးပါကဖာရဲဘော်တဲဥစားစကိုင်းနဲ့ရွှေဘိုမြို့နယ်တက်ကနန်းရွာတင်တက်ဆွဲထားအကြက်ဖက်စီးအုပ်စုရဲ့စကန်တွေကိုဒေသတော်လင်းရဲဘော်တွေက ။စီးနေတိုက်ခိုက်ရာစေအုပ်စုဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးစစ်သားတွေထွက်ပြေးသွားလို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကတရင်ထုတ်ပြန်နေ။ပြီးခဲ့နိုဝင်ဘာလ10ရက်နေ့ညနေပိုင်းမှာတက္ကနရာဒိမ်မှာတက်ဆွဲထားတမတ်33လောက်ကဂျပန်စီအုပ်စုအင်အား20ကိုဒေသတော်လင်ရဲဘော်တွေကစီးနေတိုက်ခိုက်ခဲ့ရလို့သိရတယ်။တိုက်ပွဲအတွင်းစီအုပ်စုဘက်ကအထိခိုက်များသွားပြီးတော့တက္ကနရာနေရှာတော့ကြီးရဘက်ထွက်ပြေးသွားလို့နေမြင်ရှင်နေခဲ့ပုံကြီးချောင်းနဲ့ဂျန်နီခဲ့တဲ့စီအုပ်စုကင်းမုံနဲ့တက်မှန်တွေ့ပြီးတော့တိုက်ပွဲဖြစ်ပွားရာစစ်သားလေးဦးတွေဘက်ကဘရဲဘော်တွေအတိုင်းပြည်အတွက်အသက်ပေးလုခဲ့ရလို့ထုတ်ပြန်နေ။ ဒီစစ်စင်ရေးကိုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်မြို့နယ်ဘက်ကဘာတောင်ကန်အစီမံကုတ်ကဲမှုနဲ့မြို့နယ်မြို့နယ်ပီဒီအိုတိုက်ခိုက်ရေးဘက်ကြောင်ရိုင်းရွှေဘုံဘက်ကဘာဘွယ်တိုက်နယ်1နှစ်3ကဘက်ကဘာတိုက်ခိုက်ဘွယ်နဲ့အမေကန်ဘက်ကဘာတွေကပူးပေါင်းလုံဆောင်ခဲ့ရလို့သိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။